YouTube မှာပထမဆုံးဗီဒီယိုကိုဘယ်သူတင်ခဲ့တလဲဒီနေ့မှာတော့ YouTube အကြောင်းကိုပြပြပေးသွားမှာပါ YouTube မှာပထမဆုံးဗီဒီယိုကိုဘယ်သူတင်ခဲ့တလဲဆိုတာသင်သိပါသလားသူ့နာမည်ကတော့ Javak Gray ပါဒီနေ့ဟာ YouTube ရဲ့နှစ်20ပြည့်မွေးနေ့ပါအခုကြည့်နေခဲ့ကြတဲ့ YouTube ကဘယ်လိုမွေးဖွားလာကလေးလဲဆိုတာကိုကျွန်တော်ပြပြပေးပါမယ် YouTube ကပါတီတစ်ခုပြီးရတော့မှကားကိုယ်တော်လေးတစ်ခုထဲမှာစတင်မွေးဖွားလာခဲ့ရပါ ဒီနေ့မှာ YouTube ကလူသားပေါင်းများစွာကိုအလုပ်ကင်ပေးနေတဲ့ platform တစ်ခုဖြစ်နေခဲ့ပါပြီ။အခုလည်းသင်တို့ဒီဗီဒီယိုကို YouTube မှာပဲကြည့်နေရပါလား။ဒါဆိုရင်ပထမဆုံး YouTube ဗီဒီယိုရဲ့မျက်နှာပြင်ထပ်ပုံ screen shot ကိုတစ်ချက်ကြည့်လိုက်ကြရအောင်။ဒီဗီဒီယိုဟာ16စက္ကန့်ပဲရှိပါတယ်။ Java Grant က20တော့ကတင်ခဲ့တာပါ။အခုဆိုရင်ဒီဗီဒီယိုမှာကြည့်ရှုမှုကတန်း360ရှိပါပြီ။ဒီ16စက္ကန့်ဗီဒီယိုထဲမှာဘာပါသလဲဆိုရင် မီအက်သဇူးဆိုတဲ့ခေါင်းစဉ်နဲ့ဗီဒီယိုတစ်ခုပါ Alright, so here we are on the elephant. Looking at what they have really, really, really long. Um ပြောရရင် JavaScript ရဲ့ YouTube channel က debut တစ်ခုတည်းပဲရှိပါတယ်။သူက YouTube ရဲ့ပူရက်ဒီဟာလိုတူဖြစ်ပါတယ်။သူရဲ့ channel မှာ subscriber 9.5နှစ်တန်းရှိပါတယ်။ဒါပေမဲ့သူက video တစ်ခုတည်းပဲတင်ခဲ့တာ။ဒါကလည်းစင်အကြောင်းပြီးတော့ပါ။ အခုစရင် YouTube ဘလို့မွေးဖွားလာခဲ့တယ်ဆိုတာကိုပြပြပေးမယ်နော်2004ခုနှစ်မှာတကယ်ချင်းသုံးယောက်ကပါတီတစ်ခုပါဆုံးကြတယ်သူတို့သုံးယောက်ကတော့ Chet Hardy, Stay Chen နဲ့ Jabber Green တို့ပဲဖြစ်ပါတယ်သူတို့ဟာပေးပဲမှာအလုံးလုံးနေခဲ့တဲ့ဝန်ထမ်းတွေပါ Nike တကူမှာ ပါတီလုပ်ရင်းနဲ့သူတို့က tsunami ဗီဒီယိုတွေနဲ့ super bowl ဗီဒီယိုတွေကိုကြည့်ကျင်ခဲ့ကြတယ်ဒါပေမဲ့ internet မှာဘလို့ရှာဖွေဖွေမတွေ့ခဲ့ပါဘူးဒါကြောင့်သူတို့တော့က ဗီဒီယိုကိုအလွယ်တကူရှာဖွေပြီးကြည့်လို့ရမယ့် platform တစ်ခုကို ဖန်တီးကြရအောင်လို့ဆုံးဖြတ်ခဲ့ကြတယ်။ဒီလိုနဲ့ကယ်လီဖိုးနီးယားပြည်နယ်ကကားကိုယ်တော်လေးတစ်ခုထဲမှာ YouTube ဝင်ဖွားလာခဲ့ပါတယ်။2005ခုနှစ်မှာ Jabba Green ကလည်းပထမဆုံးဗီဒီယိုကိုမီအက်သက်ဆူဆိုတဲ့ကောင်းစနဲ့တင်ခဲ့ပါတယ်။2005ခုနှစ်စက်တင်ဘာလမှာ Nike ရဲ့ပထမဆုံးကြေညာဗီဒီယိုတင်ခဲ့ပြီးကြည့်ရှုမှုတန်းရရှိခဲ့ပါတယ်။2006ခုနှစ်နိုဝင်ဘာလမှာကိုကဲက YouTube ကိုဝယ်ယူခဲ့ပါတယ်။ ၂၀၁၉ခုနှစ်မှာတော့ Connect Creator ရဲ့အတွက်အထူးပသနာ program တစ်ခုစတင်ခဲ့ပြီးလူတွေက YouTube ကနေတန်းနဲ့ချီတဲ့ဝင်ငွေတွေရလာခဲ့ပါတယ်။၂၀၁ခုနှစ်မှာ YouTube မှာပထမဆုံးဒိုင်ရိုက်ထုတ်လွှင့်တင်ဆက်ခဲ့ပြီးဖန်တီးခဲ့တဲ့သူတွေရဲ့နာမည်ကျော်ပုဂ္ဂိုလ်တွေနဲ့ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။၂၀၁၉ခုနှစ်မှာ Justin Bieber စတင်လှုပ်ရှားခဲ့ပါတယ်။၂၀၁၂ခုနှစ်မှာတော့ Olympic ပြိုင်ပွဲကို YouTube မှာပထမဆုံးဒိုင်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။ထို့နှစ်မှာပဲ ဂနက်စ်တိုင်ပီတိုကကြီးရှုမှု1ပီလီယံကျော်ရရှိခဲ့ပါတယ်။ဂျေတချင်းကိုတင်လို့လဲတီးဆိုခဲ့ဘူးကြမှာပါ။2019ခုနှစ်မှာ YouTube Short ကိုစတင်မေးဆက်ခဲ့ပြီး TikTok နဲ့ရှင်ပြန်တဲ့ Short Video သဘောတရားကိုထည့်သွင်းခဲ့ပါတယ်။2023ခုနှစ်မှာနီးမိုဟန်ဆိုတဲ့ CEO တက်ရောက်ရှိလာခဲ့ပြီး2024ခုနှစ်မှာ YouTube ဟာ video လောကရဲ့ဘရင်ဖြစ်လာခဲ့ပါတယ်။ဒီနေ့မှာဆိုရင် YouTube ရဲ့တန်ဖိုးက American Dollar 400 billion ကျော်နေပါပြီ Disney, Warner Bros, Discovery, Paramount Global စားတဲ့ကုမ္ပဏီတွေရဲ့ပေါင်းစပ်တန်ဖိုးထက်တောင်မှများနေခဲ့ပါတယ်။ YouTube ဟာကမ္ဘာဒုတိယအကြီးဆုံး social media ကွင်းရဲ့ဖြစ်ခဲ့ပြီးပထမနေရာမှာတော့ Facebook ရှိပါတယ်။ဒါရင်မကသေးပါဘူး။ YouTube ဟာကမ္ဘာဒုတိယအကြီးဆုံး shopping engine လည်းဖြစ်ပါတယ်။ပထမနေရာမှာတော့ Google ရှိပါတယ်။ဒီမိနစ်မှာဗီဒီယိုရဲ့နာရီကြည့်ရှုပေါင်း900ကျော် YouTube မှာတင်နေကြပါတယ်။ အမေရိကမှာအင်တာနက်အသုံးပြုသူတွေရဲ့62%ရာခိုင်နှုန်းကလည်းနေ့စဉ် YouTube ကြည့်ကြပါတယ်။အကာကျင်းငွေပေးပြီးစီးရင်သွင်းသူ290သန်းကျော်ရှိပါတယ်။ YouTube မှာမူဝါဒတွေငွေရှာနေတဲ့စနစ် monetization တွေထက်သွင်းလာခဲ့ပြီးဒီနေ့မှာမယိမရက်နိုင်တဲ့ channel တွေလူပုဂ္ဂိုလ်တွေကလည်း YouTube ကနေဝင်ငွေရှာပြီးတော့မှဇင်ခံဘဝတွေနေထိုင်နေကြပါတယ်။ဒါဆိုရင်ကားကုတော်လေးတစ်ခုတည်းကနေစတင်ခဲ့တဲ့ YouTube ဟာပါတီတစ်ခုပြီးတဲ့အခါတကယ်ချင်း၃ရောက်ရဲ့အကြံဉာဏ်ကနေ ဒီလောက်ကျန်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်လာခဲ့တာပါဆက်လက်ပြီးတော့မှ YouTube ရဲ့ share တွေ YouTube ကိုအသုံးများဆုံးနိုင်ငံတွေနဲ့နာမည်ကြီး content creator တွေကိုပြပြပေးသွားမှာပါဈေးကွက်ဝယ်စုတွေက YouTube စနစ်တသမ400ခန်းတုံး Netflix ခွန်တသမ500ခန်းတုံး Disney 500ခန်းတုံး Amazon Prime သုံးတသမ500ခန်းတုံးအခြားသူများ6တသမ1အသေးသေးပိုင်ဆိုင်ကြပါနဲ့ ကမ္ဘာဈေးကွက်မှာယူကျိုအသုံးပြုနိုင်တဲ့နိုင်ငံကအိန္ဒိယ491တန်းအမေရိက253တန်းဘရာဇီး144တန်းအင်ဒိုနီးရှား143တန်းမက္ကဆီကို83.6တန်းနာမည်ကျော်ဖန်တီးသူတွေကတော့ Master Piece နှစ်စဉ်ဝင်ငွေအမေရိကန်ဒေါ်လာ6အတန်းကျော် Subscriber 398တန်း T Series Subscriber 294တန်းကျော်ကိုကိုမလော subscriber 193တန်း Sony subscriber 184တန်းကျော် Valet and Nikki subscriber 140တန်းကျော် Technical Guruji subscriber 35.6တန်း BB Kevins subscriber 17.2တန်းသူတို့ရဲ့စီဝါရေးတခုကြီးထွားလာတဲ့အခါမှာအငင်းပါမှုတွေလည်းပါလာတတ်ပါတယ်မိုဘိုင်းခွင့်ချိုးဖောက်မှု copyright violation YouTube မှာအကြီးမားဆုံးအငင်းပါမှုတစ်ခုပါ အဂိုရီသန်ကအချို့ဒီအကြောင်းအရာတွေကိုရှင်းလင်းတင်ပြီးတော့မှအချို့ကိုနောက်ကျစေလို့ဆွဆဲခဲ့ပါတယ်။ကလေးတွေအတွက်မသိတော်တဲ့အကြောင်းအရာတွေကိုလည်းပါဝင်နေရလို့ဖြစ်တင်ခံခဲ့ရပါတယ်။ YouTube ရဲ့ကြင်ညာချက်မူဝါဒပြောင်းလဲမှုတွေကို ဖန်နေသူတွေကလက်မခံခြင်းကြပါဘူး။ဒါဆိုရင် YouTube ကအသက်20ပြည့်ပြည့်ရတဲ့နောက်မှာဘလောက်ကြီးမားတဲ့ခေတ်တစ်ခုကိုဖျက်ဆီးသွားခဲ့တယ်ဆိုတော့ကိုသင်တို့မြင်ပြီးဖြစ်မှာပါ။ဒီနေ့မှာတော့လူသားပေါင်းများစွာက YouTube ကနေဝင်ငွေရှာနေခဲ့ကြပါတယ်။ social media platform တစ်ခုဖြစ်တဲ့အတွက် Instagram, Facebook, အခုတော့ X ဖြစ်သွားခဲ့တဲ့ Twitter တို့ကလည်းဝင်ငွေရှာနိုင်တဲ့နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။